လဲပန်းရုပ်တံပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်စုမုံတို့ရဲ့ဒီအစီအစဉ်ကနေအမှုပညာရှင်တွေနဲ့တွေ့ဆုံရရှိရမှာဒီဘက်တွေ့ဆုံမင်းမြတ်ဖြစ်ခဲ့တဲ့အမှုပညာရှင်ကတော့တရုတ်ဆောင်ဇေယျထက်ပဲဖြစ်ပါတယ် အကိုမင်္ဂလာပါဟုတ်ပါခင်ဗျာဟုတ်ကဲ့ပါဦးစိုးနေနေပေါ့နော်အကိုလည်းတော်တော်အနည်းငယ်လေးရှောင်းလေးပြပြလေးပါအောင်အကိုရိုက်နေတာတော့ဇီရထက်ကိုဇီရထက်ကိုပဲယူခြင်းလဲဆိုတာကားလေးပေါ့အဲရိုမန့်ကောမက်ကောမက်ဒီပေါ့ဟာသာလေးနဲ့အချက်ဇာတ်လမ်းအချက်ဟာသာဇာတ်လမ်းလေးပေါ့ဒီကမှပါဝင်တာတော့ငွေမုံရည်တီကိုပီးမစင်တီယာနောက်တဲ့ကိုငင်းချင်းဟာသာတယောက်ဆောင်လည်းအများကြီးပါတယ်အဲ့တော့ရိုက်တာကတော့ကိုနေပိုင်းပေါ့ဟုတ် ဟုတ်ကဲ့ပါအခုအခုနေနေပါတော့ဒီလူပညာတော့ကားရဲကိုရောက်လာတာဘယ်နှခုနဲ့ကားလဲပေါ့နော်ခမောင်းကြာကျွန်တော်ဝင်လာတာက2011ခုနှစ်ကဝင်လာတာခင်ဗျ2011ခုနှစ်ကဝင်လာတယ်ကျွန်တော်နေရလေးအစားတရတော့လေဝင်းမျိုးပေါ့ဟုတ် ကျွန်တော်ဒီလောကထဲကိုစပြီးတော့ခေါ်လာခဲ့ရတော့တမိမြတ်ကျော်ဦးအောင်မင်းသိမ့်မင်းပါဖြစ်ပါတယ်အဲကျွန်တော်အမင်းနဲ့အချိန်လေးကလူတွေကနည်းနည်းတည်ကြတာပေါ့နော်မအောင်မင်းနဲ့အချိန်မှာအရင်စူးစမ်းခဲ့ရတော့လေလူတိမမဟုတ်ကျွန်တော်ဆိုရင်ပိုခတ်တာပေါ့နေရလာခဲ့တဲ့အတွက်အရန်ခက်ခဲတယ်အရန်ဟိုဟိုပြီးတော့ကြမ်းတမ်းတယ်ပေါ့နော်ဒီလောကလေးဝင်ဖို့တော့ကအတည့်အတိုင်းပဲဒီနေရာတော့ရနေရာတနေရာရဖို့နာမည်တစ်ခုရဖို့ဆိုတော့လူရေကိစ္စမဟုတ်ဘူးကျွန်တော်အနေနဲ့လည်းအရန်ကိုစူးစမ်းခဲ့ရတယ်အရန်ပြင်ပန်းခဲ့ရတယ်နောက်တစ်ခုကဟိုပတ်စံမရှိတဲ့အခါမှာပတ်စံ200နဲ့တောင်နေခဲ့ ရတဲ့ရက်တွေလည်းရှိခဲ့တယ်။အဲအဲ့လိုမျိုးပေါ့ဟိုတော်တော်ပင်ပင်ပန်းပန်းနဲ့နေခဲ့ရတဲ့ရက်တွေအများကြီးရှိခဲ့တယ်ပေါ့။ဒါပေမဲ့ကျွန်တော်အနေနဲ့ဟိုဒီအလုပ်ကိုမဖြစ်မနေငါဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ထက်ဒီတပန်းအပိုင်းရှာမှာတော့ဒီငါငါဝါသနာပါအလုပ်ကို ငါလုပ်မယ်အခုဒီပြောမယ်ဆိုလို့ရှိရင်တော့လင်မျိုးလေးပေါ့နော်လင်မျိုးလေးတစ်မျိုးကနေပြီးတော့အခုရဲ့ဒီအိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့တော့အခုဘာလေးပြင်ဆင်လာခဲ့ရလဲအဲပြင်ဆင်ရကျွန်တော်ငွေတော့အရင်ကျွတ်ခဲ့တဲ့တော်တရားပေါ့နော်ဒါပေမဲ့ဟိုကိုဖြစ်လာနိုင်မယ်လို့လည်းမမျှော်လင့်ထားဘူးအဲဒီအချိန်မှာအနေစာကြီးကျွန်တော်ရဲ့အနေစာကြီးသမီးမြတ်ကျောင်းနေပြီးတော့ဖြစ်နိုင်တယ်ဟိုစူးစမ်းပေါ့နော်ဟိုနောက်တစ်ခုကဒီဘယ်အလုံးမစူပေါ့နော်ကိုစူးစမ်းရင် ဘယ်ရမလို့ဖြစ်နိုင်လဲဆိုတဲ့ပုံစံမျိုးနဲ့တော့တုံတင်ပြီးတော့သူကိုယ်တိုင်ထိန်းချောင်းပြုပြင်ပြီးပြီးတော့မှဒီတော့ကတော့ကျွန်တော်ဟိုဆွတ်သွင်းခဲ့ပေးခဲ့တာပါဗျာကျွန်တော်ရဲ့ကျေးဇူးရှင်ဟိုလက်ဦးဆရာသမီးမြတ်ကျော်ပါဟုတ်ကဲ့ပါအခုဒီမြန်မာရုပ်ရှင်လောကမှာဆိုတာလေမင်းသားဆိုတာလေရှားလေရှားရဲပြီးတော့မင်းသားတယောက်ဖြစ်ပလာလို့ဆိုတာလေခက်ခဲရဲလေအကိုကဒီလိုအနေထားတည့်ရမှာကိုဇေယျချက်ဆိုပြီးတော့ဒီပြည်သူတည့်ရဲ့အမှုပညာရှင်တယောက်ဖြစ်လာတယ်ဒီလိုမျိုးဖြစ်လာဖို့အတွက်ကိုအခုအတွက်အထောက်ပံ့နေတာဘာတွေများလဲ ျွန်တော်ရဲ့ထောက်ပံ့ကတော့ပြောမယ်ဆိုကျွန်တော်ရဲ့စိတ်သက်ပဲကျွန်တော်စိတ်သက်တာအစကတည်းကဂျုံဂျုံကြပြီးတော့ကြာဆုံးဟိုဟိုစိတ်သက်တွေဒါကြာသွားခဲ့မယ်ဆိုဒီလောကထဲမှာဈေးဖြစ်တည်လို့လည်းရမှာမဟုတ်တလို့ဈေးထက်ဆိုလည်းဖြစ်လာမှာမဟုတ်ဘူးကျွန်တော်စိတ်သက်ကိုမြင့်မြတ်ထားပြီးတော့ကြံ့ကြံ့ခံပြီးတော့အကောင်းဆုံးဖြူဖြူဆင်းဆင်းသူများပုံမှာနေခဲ့တဲ့အတွက်ကျွန်တော်ဒီနေရာကိုရောက်လာခဲ့တာနောက်တော့ကျွန်တော်ကိုယ်နဲ့လည်းအစွမ်းကိုစူးစမ်းခဲ့တယ်နောက်တော့ခုကကျွန်တော်ပြောကြကျွန်တော်မှာကနေဆက်ထိုင်ဆက်မရှိဘူးအိမ်မရှိဘူးအိုးမရှိဘူးကားမရှိဘူး ျွန်တော်ဇီရိုကနေလာခဲ့တာအဲ့တော့ကျွန်တော်အနေနဲ့မင်းသားတယောက်ဖြစ်ဖို့အတွက်နောက်ကပံ့ပိုးမှုအားဆိုတော့ကျွန်တော်အမီနဲ့ကျော်အလီစာကြီးဟိုဥညိထုံးလင်းသူတို့မှသူတို့ရဲ့ပြောရဲ့သူတို့ရဲ့စုံမစကားတွေသူတို့ရဲ့အားပေးရဲ့စကားလုံးတွေပဲကျွန်တော်ရှိတယ်ကျွန်တော်မှဟိုဘေးမှာငွေကြေးထောက်ပံ့မှုဆိုတာကျွန်တော်မှမရှိဘူးအဲကျွန်တော်လည်းဘလို့ရှားရလဲပြက်ကလေးရရတယ်ဒါလည်းကျွန်တော် VCD ပြရရတယ်ဒါခါလေးကျဟို VCD ရရင်တောင်မှတက်စီ90ရမရှိဘူး ဘတ်ကားနဲ့တိုးစီပြီးကျွန်တော်သွားရိုက်တယ်။အဲ့လိုမျိုးပေါ့တခါကြီးရဲ့နေုပ်တရှင်သွားဆိုတယ်။တရက်ကို၄သိန်းနဲ့စဆိုရတယ်။အဲ့လိုမျိုးပတ်စံလေးစုပြီးတော့ကျွန်တော်ဒီဇက်ကားထဲမှာအဝယ်စားဖို့ဆိုပြီးထည့်ပြီးတော့ဟိုဝယ်စားဖို့လေးအဲ့ပတ်စံလေးနဲ့ထည့်တော့ရအဲ့လိုမျိုးကျွန်တော်လုပ်ခဲ့ရ။ကျွန်တော်အနေနဲ့ဟိုဟိုဈေးထက်နောက်ခံ background မရှိဘူး။ကျွန်တော်ဘယ်လိုလာခဲ့လဲ။ ကျွန်တော်ကျွန်တော်ခြေတော့ပေါ့ကျွန်တော်ရက်တီပြီးကျွန်တော်လာခဲ့တယ်သူများမျက်ခုံမှုပေါ့ကျွန်တော်ဈေးချမလျှောက်ခဲ့ဘူးသူများသားများကျွန်တော်မစွာခါခဲ့ဘူးသူများကိုမတရားမတရားနဲ့မတရားနဲ့ဟိုပေါ့နော်မတရားမတရားပြုခြင်းပြီးတော့ကျွန်တော်ဒီလောကတွေကိုရောက်လာခဲ့တာမဟုတ်သူများတိုက်ခိုက်ရေးမှာရောက်လာခဲ့တာမဟုတ်ဘူးကျွန်တော်ကကျွန်တော်ဖြည်းဖြည်းပုံမှန်နဲ့ကျွန်တော်ရလာတဲ့အခွင့်အရေးကိုအကောင်းဆုံးပြောင်းကျွန်တော်တုံးချပြီးကျွန်တော်ဒီညာလို့ရောက်ရအောင်ကျွန်တော်စူးစမ်းခဲ့တာပါခင်ဗျာဒါဆိုလို့ရှိရင်အခုဒီလူပြည်နာလောကတွေကိုဝင်ရောက်တဲ့အကိုရဲ့အနေအထားတည်ရနေဆိုလို့ရှိရင်ဒါအရန်ကိုအမြင်မြင်ဆက်ဆက် အောင်မြင်တယ်လို့တော့ပြောလို့ရလားအဲပြောမယ်ဆိုရင်2017မှာကျွန်တော်ဒီ ပြောရင်တရုတ်ဆောင်ပိုင်းကိုစလုပ်တာပေါ့ပြီးပြီးပြည့်ရှေ့မှာမော်ဒယ်လောကမှာလုပ်ခဲ့တာရှိသေးတယ်လေဟိုကျွန်တော်ဒီအခုမြန်မာပြောသလိုပေါ့ဒီတရုတ်ဆောင်လောကတွေရောက်လာတာတော့2010 11ပဲမှာရောက်တာမှန်တယ်ဒါပေမဲ့ရှေ့ပိုင်းမှာ3နှစ်4နှစ်လောက်ကတော့ကျွန်တော်မော်ဒယ်လောကမှာကျင်းနေခဲ့ရတာရှိခဲ့သေးတယ်အားလုံးပေါင်းဆို9နှစ်လောက်တော့ရှိမယ်ခင်ဗျဟုတ်โอเคအကူရဲ့ဘောနော်အကူဟိုကြည်ရမယ်ဆိုလို့ရှိရင်အကူရဲ့စိတ်ထားကနူးညံ့တဲ့ပုံမှာပေါ်တယ်ပြီးတော့အကူရဲ့အမူအရာလည်းတိမ်မွေ့တဲ့ပုံပေါက်တယ်နော်ဒါအကူရဲ့အမတ်တာတခုလို့ပြောလို့ရတယ်အော်တယ်ခင်ဗျကျွန်တော်ကလူတိုင်းကိုအကောင်းဆုံးစ ဆက်ဆန်းတယ်။နောက်ပြီးတော့ဟိုလူနန်းစားလက်ခွက်မရှားဘူး။ကျွန်တော်အားလုံးကိုမိသားစုလိုပဲမောင်နှမလိုပဲမညီကိုမောင်နှမသားချင်းပုံစံမျိုးအကုန်လုံးကိုစိတ်ထဲမှာရှိတဲ့အတိုင်းကိုကျွန်တော်ဖြူဆက်ဆန်းနဲ့ပေါင်းတယ်။ကျွန်တော်ဘလူပဲတိုက်ခိုက်တိုက်ခိုက်ပေါ့နော်။အတိုက်ခိုက်တွေကျွန်တော်မှအများကြီးရှိခဲ့တယ်။ဒါပေမဲ့တိုက်ခိုက်ရှိရဆိုရင်တော့ကျွန်တော်ဘလူစိတ်ထားပြီလဲဆိုတော့ငါသူတို့ပုံမှာမယုံမှားခဲ့ဘူး။ သူတို့ဘုံမှာဟိုသူများတောင်းရအောင်မစော်ကားအောင်သူများတိုင်းအောင်မဖြည့်ဆည်းခဲ့ဘူးသူများမျက်ကုံမပေါ်ဈေးညံမလျှောက်ခဲ့ဘူးအဲ့ဒီခံစားချက်နဲ့အဲ့ဒီ PD နဲ့ပဲကျွန်တော်အော်ငါ့ကိုတိုက်ခိုက်တိုက်ခိုက်ပဲစီဘာလို့တိုက်ခိုက်တာလဲအရင်ဘဝတော့ငါသူတို့လောက်ခဲ့လို့ငါတိုက်ခိုက်ခံရတာပဲဆိုတဲ့စိတ်လေးနဲ့ပြန်ဟိုဖြေပြီးတော့အကောင်ဆုံးပဲနေထိုင်နေကျွန်တော်အခုရှင်ဒီသူများဘုံမှာဘာတစ်ခုမှမတရားမလုပ်ခဲ့ဘူးခင်ဗျာဟုတ်ကဲ့အခုပြောရတယ်ပေါ့နော်အခုနဲ့ပတ်သက်ပြီးတော့တိုက်ခိုက်မှုတွေအများကြီးရှိတယ်ဆိုတဲ့အထက်မှာအခုအပေါ်အစိုးရဆုံးတိုက်ခိုက်မှုကဘာလို့ပြောလို့ရလဲ အဲအစိုးရသုံးတိုက်ခိုက်မှုတော့တခြားကြုံနေရတာပဲလေတည့်ရတိုင်းပဲတစ်ခုပြီးတစ်ခုကြုံနေရပဲအဲအဲ့တော့အဲ့အဲ့အဲ့ဒီဥစ္စာတွေကိုကျွန်တော်ခေါင်းနဲ့ထည့်မယ်ဆိုကျွန်တော်အလုပ်တွေပြက်စီပြတ်သွားလိမ့်မယ်ကျွန်တော်အဲ့ဒီအလုပ်ကိုကျွန်တော်ခေါင်းနဲ့အဲ့ဒါတွေကျွန်တော်ခေါင်းနဲ့မထည့်တော့ဘူးငါလုံးဆရာချက်ကိုလုံမယ်ဟိုကျွန်တော်ဆိုရင်ပြောအစမပြောသလိုပေါ့ကျွန်တော်ဘဝတစ်ခု plan ချပြီးသွားတတ်တဲ့အချင်းရှိတယ်။အော်ကျွန်တော်ဒီ plan ချတဲ့အတိုင်းလေးပဲအစီအစီအစဉ်တိုင်းပဲကျွန်တော်သွားတယ်။တခြားဟိုလူတိုင်းကတော့စိတ်ရှိတယ်စိတ်ရှိတဲ့အတွက်တိုက်ခတ်တွေကိုကျွန်တော် ခံတဲ့အတွက်ခံစားမှုကတော့ရှိမှာပဲအဲ့ဒီဖြေတယ်တော့လူတိုင်းမှာခံစားမိမှာပဲဒါပေမဲ့ဘလို့ဖြေသိမ့်မလဲအစတော့ကျွန်တော်ဖြေသိမ့်လိုက်တယ်ပေါ့ဟိုကျွန်တော်သူများပေါ်မတရားတာမလုပ်ဘူးမကောင်းတာမလုပ်ဘူးသူများမျိုးခုံကိုစဉ်းစားမရှောက်ဘူးပေါ့အဲ့လိုပုံစံမျိုးနဲ့ဖြေသိမ့်ပြီးတော့ဟိုအယံမွန်းကျက်လာတဲ့အခါကျမိသားစုနဲ့နေနေနေတယ်ကိုမိသားစုနဲ့မိဘရှင်ရှင်နေတယ်တမင်းချက်စားတဲ့တငယ်ချင်းတွေဝဲလာဝါနေလိုက်တယ်အိမ်မှာပဲနေတယ်အပြင်မှာမထွက်ဘူးအဲ့လိုထိုင်းလို့ပါပြီးတော့သွားနေတဲ့နေရာလေးကိုသွားပြီးတော့အိမ်ကိုစားဝဲလာတော့ဆိုပြီးစိတ်ဖြစ်ဖြောင်းလိုက်တယ် ဲ့လိုပဲရှိရခင်ဗျာကိုယ်ပုံစံကအရန်ကိုညီမခုနကပြောသလိုပေါ့နော်ဒီပေါ့အငင်းသားတယ်တိမ်ဝင်တယ်ဆိုတဲ့ကမှာအကိုရဲ့အဲ့ဒီအမူအရာပေါ်မှာတချို့ကလည်းတမျိုးပေါ့နော်တတ်မှတ်တာမျိုးလေးလည်းရှိရဆိုတော့လေအကိုအဲ့ဒီပေါ်မှာရောကျွန်တော်တေးဥဆောင်နေရတော့ပြောရမယ်ဆိုရင်တော့ဆန္ဒပြောသလိုပေါ့ရည်စားမရှိအချောက်လို့ပြောမှာပဲရည်စားရှိရင်ပွေတယ်ဒီနှစ်ခုကလည်းဘာမှမရှိဘူးဟုတ်အဲကျွန်တော်နေတော့အဲ့လိုဖြည့်ရှင်းပြမယ်ဆိုလဲအပူပဲလေဟိုရည်စားရှိတယ်ဆိုရင်လည်းဒီကောင်ကငပွေကြီးပါငချုံကြီးပါ အော်ရေးစားမရှိဆိုရင်ဟဲ့ဒီကောင်အချောက်ကျွန်တော်အဲ့ဒါကြီးကောင်လည်းမထည့်တော့ဘူးဘာလို့ငါအလုပ်ကပါလဲဆိုတော့ကျွန်တော်စဉ်းစားတော့တယ်ငါအလုပ်ကတရားဥပဒေတရားဥပဒေကောင်းဖို့ပဲရည်ကြီးတယ်ဒါကိုကျွန်တော်စဉ်းစားတော့တယ်တခြားကျွန်တော်ကောင်လည်းမထည့်တော့ဘာလို့လူတွေကတော့ပြောနေမှာပဲလေဒီတေးသေးလေးအဆက်ကြည့်ပြီးပြောနေမှာ ချက်တစ်ချက်မမနဲ့မားတယ်ပြောမှာအခုအခုတော့ဆိုရင်6ပြောတာမင်းသမီးရဲ့ဘာညာကြီးကမဟုတ်ဘူးကအဲ့ဒါကြီးဆိုလဲစဉ်းစားကြည့်ကင်မရာဘောင်းနေနဲ့ဆိုင်တယ်ဒီကင်မရာယူဆရတယ်တင်ဆောင်နေနဲ့ဆိုင်တယ်အဲ့ဒါကြီးကလိုက်ပြောမယ်ဆိုရင်ကျွန်တော်တို့တရုပ်ဆောင်တော့မလဲဟုတ်ကဲ့ပါကိုအခုခုနပြောသွားတာပေါ့နော်ရည်စမ်းမရှိရင်တော့အချောက်လိုပဲပြောဆိုအကွာအခုလည်းလောမှာရည်စမ်းရှိတယ်ကျွန်တော်ရှိပါတယ်ရည်စမ်းရှိတယ်ဒါပေမဲ့ကျွန်တော်ရည်စမ်းရှိတဲ့အတွက်ကျွန်တော်အနေနဲ့လည်းတော့မှာတော့ဟိုတန်းတစ်ယောက် ရည်သားဆိုတဲ့အတိုင်းသာရည်ဖြစ်တာတဝင်တူတာဥတူတာကိုယ့်ဘက်ကလည်းဥတူပါပဲတော့ရှိရရန်ဖြစ်လိုက်ပြန်ဖြစ်လိုက်ပေါ့အဲ့ဒါလေးတော့ရှိရဒါပေမဲ့ကျွန်တော်ကျွန်တော်ကတော့ယူဖြစ်သေးမှာတော့မဟုတ်ငယ်သေးတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်ကိုယ်ကကျွန်တော်မိသားစုထဲမှာအကြီးဆုံးဖြစ်တဲ့အတွက်မိသားစုတာဝန်ထမ်းဆောင်အောင်ပဲအဲ့တော့ကျွန်တော်အနေနဲ့မိသားစုတာဝန်ထမ်းဆောင်ရမယ်အဲ့လိုကကျွန်တော်အနေနဲ့ကျွန်တော်မြို့နယ်လေးကျွန်တော်ရဲ့နယ်လေးကျွန်တော်ရဲ့မြန်မာနိုင်ငံအတွက်အကျိုးရှိအောင်မလုပ်ရသေးဘူး ပြီးတော့ကျွန်တော်လှုပ်ပြီးမှအဲ့အိမ်အောင်ပြီးဖို့ဆိုတာကျွန်တော်စိတ်ကူးသေးမှာဒါတော့မှလုံငယ်ဖြစ်တဲ့အတွက်ချစ်လို့ရှိရင်ဒါနောက်ဆုံးအနေနဲ့ပေါ့နော်အကိုရဲ့ပြည့်တဲ့သူဒီကနေတစင်ဘာများပြည့်စင်ပါလိမ့်ရှင်အဲကျွန်တော်အနေနဲ့ပြောချင်တာကျွန်တော်တရုတ်ဆောင်ကိုအကောင်းဆုံးဖြစ်အောင်ကျွန်တော်တရုတ်ဆောင်နေပါတယ်ဟိုဟိုပြောရရင်တော့ခေါင်းစားခြေဆောင်ပေါ့နော်ဒီကားနဲ့လိုက်မဲ့ အဝင်ကိုကြဖြစ်မဲ့ပုံစံမျိုးကိုအစီအစဉ်တကြနဲ့အကောင်းဆုံးပြအောင်ကြောင့်တရုတ်ဆောင်နေပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျ။အားလုံးကျေးဇူးတင်ပါတယ်ဗျာ။အခုဆိုရင်တော့တရုတ်ဆောင်စီရဲ့ထက်နဲ့တွေ့ဆုံပြီးတော့သူ့ရဲ့အမှုပညာလှူရှားမှုတွေသူ့အမှုပညာဘဝဖြတ်သန်းမှုအကြောင်းအရာတွေနဲ့အတူသူနဲ့ပတ်သက်ပြီးတော့ပရိသတ်စိတ်ဝင်စားနေတဲ့အကြောင်းအရာတွေကိုတွေ့ဆုံနေနဲ့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။လာမယ့်ပတ်တွေမှာလည်းပရိသတ်စိတ်ဝင်စားတဲ့အမှုပညာရှင်တွေနဲ့ထပ်ပြီးတွေ့ဆုံမှုရှိသေးတာမို့စောင့်ကြည့်ဖို့တိုက်တွန်းနေတဲ့အခုတစ်ပတ်အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါတယ်။ပရိသတ်တွေအားလုံးပဲစိတ်ရှင်လန်းချမ်းမြေပါစေရှင်။